review လေးတစ်ခုဖတ်ပြပေးမယ်နော်ခိုင်မာတဲ့မြေတွေပဲစီစစ်အယောင်းတင်မိတာဖြစ်တဲ့အတွက်အိမ်ချမ်းမြေဆိုရိုင်းမင်းမာတဲ့ယုံကြည်စိတ်ချရတယ်နော်တဲ့တာဝန်ယူမှုပြည့်ရှိတယ်တဲ့မှတ်မိသွားတာကျေးဇူးတင်ပါတယ်အမကြီးဒီလိုမျိုးမှတ်မိတဲ့အတွက်လည်းအမဒီထက်အိမ်နေချန်နေထပ်ပြီးတော့ပိုင်ဆိုင်ခွင့်ရပါစေနော်ကျွန်တော်ဘက်ကစုမုံကောစုမုံကောင်းတောင်းပေးပါတယ်နော်ဟုတ်ကျေကဲကျွန်တော်တို့ရိုင်းမင်းအိမ်ချမ်းမြေမှာတင်ထားတဲ့အိမ်ချမ်းမြေဆိုရင်ကျွန်တော်တို့တချို့ဟာတွေဆိုစာဘက်ဆက်တန်းစစ်ပီးသားတွေဖြစ်တယ်တချို့ဟာတွေဆိုရင်တော့ကျွန်တော်တို့ ဆာဗာတန်နဲ့အဝေးရောက်နေတဲ့ခါကျရင်တော့ကျွန်တော်တို့တွေအယောင်းဝင်မလုပ်ခင်မှာဆာဗာတန်နဲ့အရင်စစ်ပေးတယ်စစ်ပေးပြီးတေးကြတော့မှကျွန်တော်တို့စည်ရန်ချတာတွေငွေချေတာတွေကျွန်တော်တို့ပေးလုပ်တယ်ဒါကျွန်တော်တို့သွားတဲ့ဖုံးစံပေါ့နော်တခြားမှာတော့ဘလို့သွားလဲတော့မသိဘူးကျွန်တော်တွေကဆာဗာတန်ကိုအဓိကထားပြီးတော့မမအောင်ကျွန်တော်တို့ဆောင်ရွက်ပေးတယ်အဓိကတော့ရောင်းမဝယ်မှဖြစ်မှာကျွန်တော်တို့အရန်ကုန်မှအဓိကထားတယ်ပေါ့နော်ရောင်းမဝယ်မှဖြစ်အောင်ကျွန်တော်တို့တွေကစီစဉ်ပြီးဆောင်ရွက်ပေးတယ်တေးကြစိတ်ချရတဲ့ဟာပဲကျွန်တော်တို့ရှိမှာဝယ်ပေးတယ်ရောင်းပေးတယ်ဒါလေးတွေကျွန်တော်တို့ဆောင်ရွက်ပေးတယ်ပေါ့နော်ဆိုတော့အိမ်ထမ်းကြီး ဝယ်တဲ့ရောင်းတဲ့မိတ်ဆွေတွေကျွန်တော်ကဒီကနေမှားကျင်တာကဝယ်ကျင်တဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တို့ကိုဈေးနှုန်းဘလောက်သုံးကျင်တယ်ဘယ်နာပတ်ဝန်းကျင်ကြိုက်တယ်ဆိုတော့အတိအကျပြောပေးပါအဲတချို့ကြတော့မေးတယ်အဲဘယ်နာလေးလေးတွေဘလောက်ပေါက်လဲတို့ဘယ်နာလေးတွေဘလို့ရှိတယ်တို့မေးနေမယ်အစားမိတ်ဆွေသုံးနိုင်မဲ့ဈေးနဲ့လိုချင်တဲ့နေရာပါပြောတင့်တော်ကြီးမတင့်တော်ကျွန်တော်တို့မှတ်မြပေးမယ်အကိုကြီး1000 2000တုံးမယ်ဆိုတော့ဒီနေရာတော့မရနိုင်ဘူးဒါပေမဲ့ဒါလေးတွေရှိတယ်နော်အိုမှာ3000တော့မယ်ဆိုရင်တော့အကိုကြီးဘယ်နာလောက်တော့ရနိုင်တယ်ဘယ်လိုမျိုးလေးတွေရနိုင်တယ်အဲကျွန်တော်ကတော့အိုမှာခြံဝယ်ထားခြင်းတာဒါမှမဟုတ်လဲ ကျွန်တော်ဆိုင်ခွင့်နေတာအစတီဖြစ်ပြောမယ်ဆိုဆိုင်ခွင့်နေဆိုအခုဘယ်လောက်ဈေးသုံးမှအဆင်ပြေမယ်ဒါလေးတွေကျွန်တော်တို့မှတ်ပြလို့ရတယ်နော်အဲ့လိုမျိုးမပြောဘူးဆိုရင်ကျွန်တော်တို့ကျွန်တော်တို့တွေမိတ်ဆွေနဲ့တင့်တော်တဲ့နေရာမှတ်ပြရတာခက်ကောင်းခက်နိုင်တယ်အဲကြောင့်မိတ်ဆွေသုံးနိုင်တဲ့အမောက်ကိုပြောပြပေးပါမိတ်ဆွေဘယ်လိုမျိုးအလုပ်လေးလုပ်ချင်တယ်ဘယ်လိုမျိုးဘယ်လိုမျိုးအတွက်ထားချင်တာလဲဥမာဝယ်ထားချင်တာလားညီညီမြုံနိုင်ချင်တာလားလူနေမှာလားစသည်ဖြင့်ဒါလေးတွေပေါ့အသေးစိတ်ပြောပြပေးမယ်ဆိုကျွန်တော်တို့ဘက်ကလုံးလုံးပေးရတာအရန်ကုန်မှအဆင်ပြေတယ်မိတ်ဆွေတို့လည်းပို့ပြီးတော့အချိန်ကုန်တက်တာမယ်အကျိုးလည်းရှိမယ်ပေါ့နော် ။ဒါကြောင့်ကျွန်တော်တို့ Rhyming HMA မှာရောင်းမေးတဲ့အိမ်တွေအများဆုံးအာဆိုရင်ပြအခုပကုန်းမှာဆိုရင်ကျွန်တော်တို့ရုံးနိုင်နေနဲ့နော်ရုံးနိုင်နေနဲ့ကျွန်တော်တို့ Rhyming HMA နဲ့ရှိမယ်။ရွှေပြည်သားမှာဆိုလည်းကျွန်တော်တို့အနေနဲ့ဆိုရင်ဒါကျွန်တော်မိတ်ဆွေနဲ့ဒါအေဂျင့်ဝဲလေးနေနဲ့ရှိမယ်။နောက်ပြီးတော့မြောက်တကုံတို့အရန်ကုန်မြို့ရဲတို့စသည်ဖြင့်အင်ချမီခွဲတွေနောက်ပိုင်းကျရင်ကျွန်တော်တို့ဖြစ်လာနိုင်မယ်ပေါ့နော်ဆိုဆိုကျင်တာကမိတ်ဆွေအနေနဲ့ပဲခူးနဲ့ရန်ကုန်ဘယ်နေရာမှာပဲဖြစ်ဖြစ်ရန်ကုန်မှာဆိုလဲကျွန်တော်တို့အပ်လို့ရတယ်ပဲခူးမှာဆိုလဲကျွန်တော်တို့တွေအပ်လို့ရတယ်ဆိုတဲ့အတွက်ကျွန်တော်တို့ဘက်ကအာမခံနေအာမခံပေးနိုင်တာက ရောင်းမဝယ်မဖြစ်အောင်ကျွန်တော်တို့တာဝန်ယူပေးတယ်ပြီးတော့ HMB service center မှန်ကန်မှုအတွက်ကျွန်တော်တို့တာဝန်ယူပေးတယ်မိษွေအနေနဲ့ပေါက်ဈေးထက်เนาะတခြားသောတခြားသော page တွေတခြားသောဈေးတွေထက်တက်တာအောင်ကျွန်တော်တို့တွေကဆောင်ရွက်ပေးနိုင်တယ်ဝိုင်းဝန်းစစ်ပေးမယ်အဲဈေးဆိုင်ပေးတယ်စသည်ဖြင့်ကျွန်တော်တို့တာဝန်ယူပေးနိုင်တယ်ပေါ့နော်စာပတ်စံတန်းနဲ့ပတ်သက်ပြီးတော့အဓိက main ဖြစ်တဲ့အတွက် HMB ရဲ့စာပတ်စံတန်းဖြစ်တဲ့အတွက်စာပတ်စံတန်းကိုအဓိကမမားရအောင်ကျွန်တော်တို့ဘက်ကဆောင်ရွက်ပေးတယ်နော်ဒါကြောင့် HMB ဝယ်ခြင်းရောင်းခြင်းနဲ့မိတ်ဆွေများအတွက်လည်း Rhyme HMB ကိုဆက်သွယ်ပါလို့ပြောကြရင် မိငုံချုပ်တယ်ဟုတ်ကဲ့သိကျင်တဲ့အကြောင်းမှရှိရင်ကျွန်တော်ရဲ့ TikTok account မှာမြေးသားလို့ရတယ်ဟုတ်ကဲ့ Rhyming ကကိုဆိုင်ပါကျေးဇူးတင်ပါတယ်